အားလုံးပဲမင်္ဂလာပါရွှေမြတ်မာစတိုရီချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးလိုက်မယ့်ပုံမြင်လေးကတော့ဆိုင်းဆရာကြီးမင်းတူဝန်ရေးသားတဲ့38ပြားမင်္ဂလာပုံမြင်များတဲ့ကခေါင်းဆောင်နှုတ်ဦးလို့အမည်ရတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကဘာနတိပီအနီးမှာလက်သမားရွာကြီးတရွာရှိတဲ့တယ်အဲ့ဒီရွာမှာလက်သမားတစ်ထောင်နေထိုင်ကြတာပေါ့သူတို့က ဲ့ဒီရွာမှာကြမ်းမြင့်စွာနေထိုင်လာခဲ့တာလုပ်ငန်းတွေကမအောင်မမြင်ဖြစ်လာတော့တာပေါ့ကျွေးမိတွေကလည်းထူပြောလာကြတယ်တဲ့ဒီလိုနဲ့ပဲသူတို့ကအဲ့ဒီရွာမှာဆက်လက်နေထိုင်ဖို့မတင်တော်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါကြောင့်မို့လို့အေယာမလေကြီးတစင်းကိုပြုတ်လုပြီးမိသားစုတွေကိုပါတင်ဆောင်၍ရေလန်းကနေထွက်ခွာလာခဲ့ကြတာပေါ့သူတို့လည်းသမုတ်တရားအလဲကိုရောက်တဲ့အခါမှာတော့ကျုံးငယ်လေးတစ်ခုကိုတွေ့ကြတယ် အဲ့ဒီကျွန်းငယ်လေးဟာဆိုင်ရီစဘာနဲ့တီးနံမျိုးစုံ ပေါများတယ်။အဲ့ဒီကျွန်းမှာတင်းမောပြက်ပြီးပထမဦးဆုံးရောက်နေနေတဲ့ယောက်ျားတယောက်ကိုသူတို့တွေ့ခဲ့ကြတဲ့။အဲ့ဒီသူက အဆွေတို့ရေဒီကျွန်းဟာအစားအစာပေါများတယ်။ဘေးအန္တရာယ်လည်းမရှိဘူး။ဒါပေမဲ့ဒီကျွန်းကိုနှက်တွေကစောင့်ရှောက်ကြတယ်။ နတ်တွေကလူတို့ရဲ့ကျင်ကြီးကျင်ငယ်တွေကိုလွန်စွာပဲဆက်ဆုံရုံချကြတယ်။ဒါကြောင့်မို့လို့အဆွေတို့ဒီကျွတ်မှာနေထိုင်မဲ့ဆိုရင်ကျင်ကြီးကျင်ငယ်တွေကိုအယံမဆွမနဲ့တဲတွေကိုရက်ပြီးတွင်းတွေပြုတ်လုတ်ပြီးမှဆွမ်ပါ။အဲ့ဒီပြီးရင်တော့တွင်းတွေကိုတဲနဲ့ပြန်ပြီးတော့ဖုံးအုပ်ပေးပါလို့တတိပေးစကားပြောဆိုတယ်။လက်သမားတို့ကလည်းဒီကျွတ်မှာအရှိချာနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။လက်သမားတထောင်ကခေါင်းဆောင်ကြီးကနှစ်ယောက်ရှိတဲ့တယ်။ ခေါင်းဆောင်တအူးကတော့လက်သမား900ကိုအုပ်ချုပ်ပြီးကျန်းတဲ့ခေါင်းဆောင်တအူးကတော့ကျန်းလက်သမား900ကိုအုပ်ချုပ်တာပေါ့အဲ့ဒီခေါင်းဆောင်နှစ်ဦးကတအူးကပညာရှိတယ်တအူးကတော့ပညာမရှိဘူးတဲ့ကွယ်လက်သမားတွေကလည်းကျုံးပေါ်မှာအခြေချနေထိုင်ရမှာအတန်ကြာတဲ့အခါမှာတော့ပညာမဲ့ခေါင်းဆောင်နဲ့ငယ်သားတွေကတည်တည်ရက်တွေကိုတောက်စားမှုရကြတယ် ီဆိုကောက်ကုန်မှုတွေလည်းပြုတ်လို့ကြတယ်အဲ့နောက်မှာတော့တင်းကြီးကျင်ငယ်တွေကိုလည်းစီကန်းတကြမဆွန့်ပြစ်ကြတော့ဘူးတဲ့သူတို့ထင်တယ်လို့ဆွန့်ပြစ်ကြတယ်ပြန်ပြီးတော့ဖုံးအုပ်ရှင်လည်းမပြုတ်ကြတော့ဘူးအဲ့ဒီကမှကျုံးဆောင်တဲ့တွေကအလွန်မဲ့အမျက်ဒေါသထွက်ကြတာပေါ့15ရက်ကြာတဲ့အခါမှာသမုတ်တရားရေတွေကိုတက်စေပြီးတော့ဒီကျွန်းကြီးကိုဆေးပြစ်မယ်ဒီလူထက်ကရှိတဲ့လူတွေကိုတေစေမယ်လို့သူတို့ကအစီအစဉ်ကြတယ်အဲ့လိုနဲ့တွေက ထီစင်နေတာကိုကျင်နာတတ်တဲ့နေသဘာကကြားသွားတယ်။ဒါနဲ့ပဲကျင်နာတတ်တဲ့နေသဘာကလူတွေကိုမပြက်စီးစေလိုဘူးပေါ့။တွန်းနမနေတဲ့လက်သမားတွေထံကိုလာရောက်ပြီးတော့ဘေးပြင့်မဲ့အကြောင်းစုံကိုပြောပြတာပေါ့။15ရက်မတိုင်ခင်မှာထွက်ပြေးကြဖို့ကိုလည်းနှုတ်ဆော်ခဲ့တဲ့။အဲ့နောက်မှာရက်ဆက်တတ်တဲ့နေသဘာကရောက်လာပြန်တယ်။အဲ့ဒီနေ့ကတော့လက်သမားတို့ကိုပထမပြောသွားတဲ့နေ့ကသင်တို့ကိုမလိုလား၍ပြောထားခြင်းဖြစ်တယ်။ ဒီကျွန်းတွေသာနေကြပါတစုံတရာဘေးမရှိပါဘူးဟုပြောဆိုပြီးပြန်သွားပြန်တဲ့ဒီလိုနဲ့ပညာရှိကောင်းဆောင်ကစဉ်းစားချင်းချင်းပြီးတော့အဆွေတို့ငါတို့လေတွေကိုအသင့်စီရင်ထားကြမှပြင့်တော်မယ်ပထမနဲ့ရဲ့စကားမှန်နေဆိုရင်ရေတက်လာတဲ့အခါမှာငါတို့လေတွေနဲ့ထွက်ခွာသွားကြမယ် ုတိယနေ့ရဲ့စကားမှန်လို့ရှိရင်လေလေတွေကိုတင့်တော်တဲ့နေရာမှာထားပြီးတော့ဒီကျွမ်းမှာပဲဆက်လက်နေထိုင်ကြမယ်လို့အဖော်လက်သမားတို့ကိုပြောတဲ့အဲ့ဒီစကားကိုပညာမဲကောင်းဆောင်ကလက်မခံဘူးပေါ့အဆိုတင်ဟာအလုပ်ကိုလုပ်သူဖြစ်တယ်ပထမနှစ်သားကငါတို့ကိုမုန်းပြီးတော့ပြောချင်းဖြစ်တယ်ဒုတိယနှစ်သားဒီကငါတို့ကိုရှစ်ပြီးတော့ဆိုချင်းဖြစ်တယ်ဒီတာယာတဲ့ကျုံးကိုငါတို့ဘာလို့ဆုံးပြရမှာလဲလေပြုတ်လို့ဖို့လည်းမလိုပါဘူးပြောဆိုတယ်အဲ့လိုပဲသူပြောတဲ့အတိုင်းပဲသူ့ရဲ့ငယ်သားတွေ 900ကိုလည်းလေမပြုတ်လို့ဖို့ညွှန်ကြားတယ်။သူ့ရဲ့ငယ်သားတွေကလည်းသူတို့ဆရာစကားကိုနားထောင်ပြီးဘာမှမလုပ်ဘူးတဲ့။တောက်စားမှုရမှုတွေကိုပဲပြုတ်လုနေကြတာပေါ့။ပညာရှိကောင်းဆောင်ကတော့မိမိရဲ့ငယ်သားတွေကိုလှေတွေပြုတ်လုစေတယ်။စားရည်ရိတ်ခါတွေကိုအပြည့်အစုံရှာဖွေပြီးအလိလီပေါ်ကိုတင်ထားစေတယ်။ငယ်သားများကလည်းပညာရှိကောင်းဆောင်ရဲ့စကားကိုနားခံပြီးအဆအဆအရာရာအဆင်သင့်ပြုတ်လုထားကြတာပေါ့။ 15ရက်စီးတဲ့နေ့မှာတော့ကျင်နာတတ်တဲ့ပထမနဲ့ပြောသွားတဲ့အတိုင်းပဲတမုတ်တရားရေတွေကကျုံးပေါ်ကိုတရေရိပ်နဲ့တက်လာတော့တာပေါ့ခါလဲရောက်တဲ့အခါမှာတော့ပညာရှိကောင်းဆောင်တဲ့ငေသား900တို့ကလေကြီးတွေပေါ်ကိုတက်ပြီးအစင်သင့်လှောက်ခတ်သွားကြတော့တာပေါ့ပညာမဲ့ကောင်းဆောင်တဲ့သူ့ရဲ့ငေသားတွေကတော့မမှုကြဘူးကျူးစေးချင်းသာဖြစ်မှာပါရီတွေကငါတို့ကိုအဲ့ထက်တော့မတက်နိုင်ပါဘူးလို့ဆိုပြီးအေးဆေးဆေးပဲနေကြတာပေါ့ ါပေမဲ့လည်းသူတို့ထင်တယ်လို့မဟုတ်ပဲသမုတ်တရားရည်တွေကခားလေကနေပကုံးပကုံးကနေဦးကောင်းဦးကောင်းကနေထန်းတပြားတိုင်အောင်တက်လာတော့တာပေါ့အဲ့ဒီမှာပဲပညာမဲ့ကောင်းဆောင်နဲ့သူ့ကိုစီးကတ်တဲ့ငွေသား900ဇလုံးကရင်းနှစ်ပြီးတော့တည်ဆုံသွားတော့တာပေါ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်38ပြမင်္ဂလာပုံမြင်နေတဲ့မှာပါတဲ့ ပန္တိတာနိစာဒေဝနာအိတ္တမင်္ဂလာမုတ်တမံပညာရှိကိုစည်းကဲ့ခြင်းသည်မြတ်သောမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့မင်္ဂလာလေးအကြောင်းကိုဒီပုံမြင်လေးနဲ့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။နောက်ထပ်လည်းပုံမြင်လေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe ပြုလုပ်ပေးသွားဖို့မမေ့ပါနဲ့နော်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။